ဘုရားသာသနာတမိုင်းမှာမှတ်တမ်းဝင်တဲ့နေတူးနေမြတ်၃ရက်၃မျိုးပါဝင်တဲ့အခါတော်နေ့တစ်ခုဖြစ်တယ်။မြတ်စွာဘုရားသခင်ကိုရောမြတ်ဟာတာဝတိန်တန်ပြည်ကြွပြီးခွန်မမြောက်ကာလမှာဘယ်တော့ဖြစ်ခဲ့ဘူးတဲ့သံတော်တိတာနှစ်သားကိုအူထားပြီးတော့အဘိဓမ္မာတရားကိုဝါတွင်၃လ၈ပေါင်း90ဟောကြားလို့ ြည့်စုံတဲ့နေ့ဖြစ်တမထာရဖြစ်လို့ဒီနေ့ကိုအဘိဓမ္မာအခါတော်နေ့လို့အခါတော်နေ့တခုမှတ်သားကြရမှာဖြစ်တယ်။လေးနှစ်တည်းတရားဓမ္မတွေကိုဟောတာနောက်ဆုံးအဆုံးသတ်တဲ့နေ့ဖြစ်လို့အဘိဓမ္မာအခါတော်နေ့နောက်တစ်ခုကတော့အဘိဓမ္မာတရားဟောကြားပြီးတဲ့အခါမြတ်စွာဘုရားဟာတာဝရိန္ဒနတ်ပြည်ကနေပြီးတော့သင်္ကတနဂရလို့ခေါ်တဲ့သင်္ကတမြို့ ဒီကနေ့ခေနေဦးဒေလီနဲ့နီးတဲ့ဒေသမှာရှိတဲ့သင်္ကသမြို့ဟောင်းနေရာစောင်းနှံသုံးသွယ်ရနေပြီးနတ်မြမအပေါင်းချမ်းရန်လိုက်ပါလေလူပြည်သူပြန်လီဆင်းသက်ကြွရောက်လာတဲ့နေထူးနေမြတ်ပါဠိစာပေမှာဒေဝရဟဏလို့ခေါ်ဒေဝဩရဟဏနတ်ပြည်ကလူပြည်သူပြန်လီကြွဆင်းတဲ့နေလို့အဲ့ဒီနေကိုအထိမ့်မပြုတ်ပြီးတော့ဒီကနေ့မှာဟို တာဝရိသာပွဲတွေဆိုပြီးတော့ညမတချို့ဒေသတွေမှာပူဇော်ပွဲတွေလုပ်ကြ။မိထုံပွဲတွေလုပ်တာလဲ။မြတ်စွာဘုရားတာဝရိသာနှစ်ပြည့်ကပြန်ကြွလာတာကိုကျိုးဆူပူဇော်သောအဖြစ်မိထုံပွဲတွေပြုလုပ်ကြတယ်။